လက်ရှိချန်ပီယံအလက်ဇန်ဒရီပန်ဒိုဇာကိုတတိယအချိန်မှာပွဲသိမ်းဖို့ပြတ်မှတ်ထားတယ်လို့ကြုံးဝါလိုက်တဲ့မြန်မာကုံဆောင်ချင်းဖိုင်ရလေးဂျော့ရှွာဗန် အားလုံးပဲမင်္ဂလာပါ Marsha Academy Channel ကနေပြည်သက်အားလုံးကိုကျေးဇူးပါတယ်ခင်ဗျာကျွန်တော်တို့ Marsha Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေဝမ်ချမ်ပီယံရှစ် UFC အစားရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ပွဲသတင်းတွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ MMA လောကနဲ့အားကစားလောကကိုစိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ Video မစခင်မှာတိုက်တွန်းပြပါစီခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုပြောချင်တာကတော့ လာမယ့်ချန်ပီယံလူပွဲမှာချန်ပီယံဖြစ်တဲ့အလက်ဇန်ဒရီပန်ဒိုဂျာကိုတတိယအထိမှာပွဲသိမ်းမှုပြင်မှတ်ထားတယ်လို့ကြုံဝါလိုက်တဲ့ကျွန်တော်တို့မြန်မာကုန်ဆောင်ချင်းဖိုင်တာလေးဂျော်ရှွာဗန်အကြောင်းလေးပါလက်ရှိချိန်မှာဆိုရင်ဂျော်ရှွာဗန်နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကိုကြည့်ရဖို့ကလည်းဆယ်ရက်လောက်ပဲလိုတော့တယ်ဖိုင်တာနှစ်ယောက်လုံးကလည်းအပြင်းထန်လေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ကြပြီးပြီးလက်ရှိမှာဆိုရင်ပန်ဒိုဂျာကိုဂျော်ရှွာဗန်ကပါထရိနင်းကနေပြီးသွားပြီလို့သိရတယ်နှစ်ယောက်လုံးကအခုချိန်မှာဆိုရင်ဝိတ်ချတဲ့အပိုင်းအနေနဲ့ အပေါ်စား training လေးတွေကိုပဲလုပ်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒီအချိန်တော့ဆိုရင် fighter တွေက wake up တော့ပြင်ဆင်ကြတော့တယ်ဘာကြောင့်လဲဆိုတော့ဒီအချိန်မှာမှ training တက်နေရင်လုပ်ရင် injury တွေဖြစ်သွားနိုင်တယ် injury ဖြစ်သွားရင်ပွဲမထိုးရတာမျိုးတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့ fighter တွေကဒီအချိန်ဆိုရင် training camp တွေကိုအပြီးတက်လိုက်ကြပြီအဲ့ဒီအတိုင်းပဲကျွန်တော်တို့ချင်းဖိုင်တာလေးကိုချန်ပီယံကြီးပန်တို့ကြာကပါထရိနင်ကန်ပြီးသွားပြီလို့ပြောထားတယ် ။လက်ရှိချိန်မှာ fighter ညောင်လုံးကဝိတ်ချတဲ့ပိုင်းတွေဝိတ်ကတ်လုပ်တဲ့ပိုင်းတွေမှာအပြည့်ပြီးပြင်ဆင်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဒီလိုလုံနေရင်လည်းတစ်ဖက်မှာလည်းသူတို့ကမီဒီယာတွေနဲ့တောက်ဆောင်အင်တာဗျူးစီစဉ်နေလှုပ်ဆောင်လည်းရှိတယ်။တယောက်နဲ့တယောက်စကားစစ်ဖိုးတာလေးလည်းရှိကောင်းရှိနေတယ်။ကျွန်တော်တို့ချင်းဖိုက်တာလေးကအရင်ကတည်းကပန်တိုဂျာကိုတတိယချီဒါမှမဟုတ်ရင် final round နောက်ဆုံးချီမှာပွဲသိမ့်မယ်ဆိုပြီးပြောထားတာမျိုးတွေရှိတယ်။ မကြသေးခင်ကတော့ဂျော်ရှွာဘန်ကပန်ဒိုဂျာနဲ့ပွဲမှာသူက၅ကြီထိကစားလို့ရတယ်။ဒါပေမဲ့သူက၃ကြီနဲ့ပဲပွဲဖြတ်နိုင်အောင်ကြိုးစားသွားမယ်ဆိုပြီးဂျော်ရှွာဘန်ကပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်။ဒါပြင်ဂျော်ရှွာဘန်ရဲ့ပြောတဲ့နေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလည်းရှိပါတယ်။ဒါကဘယ်လိုလဲဆိုတော့သူများဖိုက်တာတွေလို့သူကဒီပွဲအတွက်လေးချင်းတဲ့အချိန်မှာလေပန်ဒိုဂျာအားသာတဲ့ ground game ကိုပဲသူကလေးချင်းနေတာမျိုးမဟုတ်ဘူးတဲ့။သူအနေနဲ့သူအားတာတဲ့ striking man ကိုလည်းပို့ပြီးအားဖြည့်တဲ့ ground game man ကိုလည်းအတိုင်းအတာတစ်ခုတည်းတော့သူလေ ရဖြစ်ထားတယ်ဆိုတဲ့အကြောင်းကိုဂျိုရှွာဗန်ကအခုလိုမျိုးပြောသွားတယ်ကျွန်တော်လက်ရှိမှာဆိုကျွန်တော်အားသာတဲ့အချက်တွေကိုပဲတေးချပြင်ဆင်နေတယ် ground game ဘိုင်းမှာလည်းကျွန်တော် ကောင်းကောင်းကြီးပြင်ဆင်ထားပါတယ်အားသာတဲ့အပိုင်းကိုလည်းထောက်လျှောက်အားဖြည့်ထားပါတယ်အကယ်၍များကျွန်တော်က ground game ဘိုင်းမှာပဲအာယုံစိုက်နေမယ်ဆိုရင်ကျွန်တော်အားသာတဲ့ striker ဘိုင်းမှာလွတ်သွားနိုင်တာမျိုးတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်အားသာတဲ့အပိုင်းကိုလည်းပို့ပြီးအားဖြည့်ထားပါတယ် ground game ဘိုင်းမှာလည်းအဆင်ပြေအောင်ကျွန်တော်ကလုပ်ထားပါတယ်အလုံးဒီဇင်ဘာလ9ရက်နေ့မှာစောင့်ကြည့်ကြပါဆိုပြီးတော့ 就说问俺表达的，反俺说都你呢，striking 买我，grappling 买我，阿皮他俩没有表达的，都你呢，striking 买嘛嘞，六二七的没需要，都俺大人皮皮没特别，阿皮他俩虽然不能没有表达吧，第六一个这就说问的，每年六见到我的面嘛嘞。马上来说了呗，我把马的裤叫那 baby 表姐买，大家不都来说了 Ellis Barrier 吧？Ellis Barrier 个，毛哥们，俺看了 F 呢，把他妈真对龙啊！俺看了一个 crowning 的话呗，俺里头都个。 တိတ်တောင်း defense လုပ်တဲ့အပိုင်းကိုပဲတော်တော်လေးပြင်ဆင်လာတယ်ဗျာဒီတော့တိတ်တောင်း defense ကကောင်းကောင်းကြီးလုပ်နိုင်တယ်တိတ်တောင်းရတာမျိုးကရှားတယ်အဲ့ဒီအချိန်မှာသူကဘာလွတ်သွားလဲဆိုတော့သူအားတာတဲ့ striking မိုင်းမှာလွတ်သွားတယ်အဲ့ဒီအချိန်မှာအန်ကာလာရက်က striking မိုင်းနေပဲဦးစားပေးပြီး ထိုးတက်ပြီးတော့မှဒိုင်ဆုံးပြတ်နဲ့ Ellis ပါရီယာကိုနိုင်သွားတယ်ဒါကသူအားတာတဲ့နေရာကိုအရင်ကြီးမဖြည့်ပဲနဲ့သူလိုနေတယ်ထင်တဲ့ ground game man ကိုပဲအားဖြည့်လာတဲ့အတွက်ကြောင့်မလို့တိတ်တောင်း defense man ကိုပဲအားဖြည့်လာတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးရှုံးသွားတာ ဖြစ်နိုင်တယ်။နောက်တစ်ပွဲမှာကျတော့ပါရီယာကနှက်သွားတယ်။သူ့နည်းနဲ့ striking မောင်းလည်းအားဖြည့်တယ်။အကောင်းဆုံးပုံစံနဲ့ထိုးတယ်ပထမချီမှာပဲ KO လုပ်တယ်ချန်ပီယံပြန်ဖြစ်တယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးရဲ့အမြော်အမြင်ကလည်းတော်တော်ကြီးတယ်လို့ပြောလို့ရတယ်ဗျာ။ဒါကကျွန်တော်တို့ဖိုင်တာလေးတွေမကဘူး။သူရဲ့အနားမှာရှိတဲ့ trainer ကြီးကဘာကျော် team mate တွေသူတို့ရဲ့အကူအညီတွေနဲ့သူတို့ရဲ့အမြော်အမြင်ကြောင့် fan ကိုဒီလိုထိန်းချောင်းနေလို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကတကယ်ကိုမှန်တဲ့လောက်ရလို့ကျွန်တော်ကတော့မြင်ပါတယ်။ ပြီးတော့ကျွန်တော်တို့ချင်းဖိုက်တာလေးကပြောသွားတယ်သူက၄ချက်မှအစ်စ်တင်နဲ့မလေးချက်ဘူးအရင်သူ၄ချက်နေကြဖိုက်တာတွေနဲ့ပဲ၄ချက်နေဆိုတဲ့အကြောင်းကိုလည်းဖန်ကအခုလိုမျိုးထပ်ပြီးပြောပါတယ်ကျွန်တော်က၄ချက်မှအစ်စ်တင်နဲ့၄ချက်နာတွေမရှိဘူးတချို့ဖိုက်တာတွေကဒီလိုမျိုးအမှားတွေကိုလုပ်တတ်ကြတယ်ဒါကိုကျွန်တော်ကမကြုံရအောင်၄ချက်ပြင်ဆင်နေတယ်ကျွန်တော်ရဲ့အားသာချက်ကိုပို့ပြီးကောင်းအောင်ပြင်ဆင်ထားတယ်၄ချက်မော်တွေဆရာတွေများရင်ဆရာများသားပြည်တယ်လို့ဖြစ်သွားနိုင်တယ် ဒါကြောင့်မို့ကျွန်တော်ကတော့အရင်လေ့ကျင့်နေတာ trainer တွေလေ့ကျင့်မော်ရီနဲ့ပဲလေ့ကျင့်နေပါတယ်ဆိုပြီးတော့ Joshua Van ကပြောသွားတယ်။ Joshua Van ရဲ့စကားလုံးတွေကတော့တကယ်ကိုမှအနက်အသေးပေတွေအများကြီးရှိတယ်။သူ့ရဲ့အမြင်အမြင်ဘလောက်ကြီးလဲ game plan ဘလောက်ကောင်းလဲဆိုတာကျွန်တော်တို့ဒီကနေပဲမြင်တွေ့ရနိုင်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်။ပြီးတော့ Joshua Van ကထပ်ပြီးပြောသွားသေးတယ်။သူ့အနေနဲ့ Pandoja ကိုတတိယအချီမှာပွဲသိမ်းနိုင်မယ်လို့သူယုံကြည်နေတယ်။ရအောင်ပွဲသိမ်းပြမယ်ဆိုပြီးတော့အခုလိုမျိုးပြောသွားပါသေးတယ်။ ကျွန်တော်ဒီပွဲမှာပန်ဒိုဂျာကိုသုံးညအတွင်းမှာအလဲထိုးနိုင်မယ်လို့ကျွန်တော်ခန့်စားနေရတယ်။တကယ်လို့သုံးညအတွင်းပွဲမပြည့်ရင်တော့ဒီပွဲကတကယ်ကိုချမ်းတဲ့ပွဲဖြစ်လာမှာသိကြတယ်။သူကလည်းအကောင်းဆုံးလုပ်ပြနိုင်တယ်လို့ကျွန်တော်ကလည်းငါးကြီးဒီထိုးတက်ရဖို့အစင်းနေမယ်။ကျွန်တော်အနေနဲ့ငါးကြီးဒီမထိုးရဘူးသေးပေမဲ့လက်ရှိအချိန်မှာကျွန်တော်ငါးကြီးထိုးဖို့ဒီလက်အစင်းနေဖြစ်နေပြီ။ကျွန်တော်ကိုသိပြီးစိတ်ပူစရာမရှိဘူး။ ကျွန်တော်အနေနဲ့ game plan ကိုကောင်းကောင်းဆွဲထားတယ်။ဒါပေမဲ့ပွဲတွေရောက်သွားရင် game plan ကလုံးဖြစ်ချင်မှလုံးဖြစ်တာပါ။တကယ်လက်တွေ့ကတော့အတ္တကံဝိုင်းထဲမှာရှေ့ကျိကြတဲ့အချိန်ပါပဲဆိုပြီးတော့ကျွန်တော်တို့ chain fighter လေးကပြောဆိုသွားပါတယ်။ကျွန်တော်တို့ chain fighter လေးကတော့သူ့အနေနဲ့ကောင်းဆုံးပုံစံနဲ့ထိုးပြသွားမယ်ဆိုပြီးပြောသွားတယ်။ Pando ja လို့ fighter ကိုလည်းတတိယအချိန်မှာ KO လုံးပြမယ်ဆိုပြီးသူကရှုံးချနေတာမျိုးကိုတွေ့ရတယ်။ကျွန်တော်တို့ chain fighter လေးကဘယ်လောက်ထိလုံပြနိုင်မလဲဆိုတာနဲ့ကျွန်တော်တို့ကတကယ်ကိုရင်ခုန်စရာကောင်းတယ်။တစ်ဖက်က ပန်တိုဂျာဆိုတာကလည်းဗျအရင်ပြောနေကြပုံစံတိုင်းပဲတကယ်ကိုမှကြောက်စရာကောင်းတဲ့ fighter short ွက်လို့မရတဲ့ fighter ဒါပေမဲ့အသက်ရွယ်အရာတော့ကျွန်တော်တို့ chain fighter လေးကပိုတာနိုင်တယ်ဒါကြောင့်မလို့အခင်းချင်းတွေကဘာမဆိုဖြစ်သွားနိုင်တယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ fighter လေးရတဲ့ round defense ကောင်းကောင်းနဲ့ကစားမယ်ဆိုရင်နိုင်မရရှိဖို့လားလားများတယ်။အကယ်၍များ ground game mind submission mind ကိုရောက်သွားမယ်ဆိုရင်တော့ pandoja ကစားသွားနိုင်ခြင်းများပါတယ်။ ဒါပေမဲ့ Joshua Van ရဲ့တိတ်တောင်း defense ကဘလောက်ကောင်းလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးလည်းမြင်ထားပြီးသား UFC မှာလည်း Grounding Fighter နဲ့တွေ့တဲ့အချိန်မှာ Joshua Van ကဘလို့လုတ်ပြခဲ့လဲဆိုတော့ကျွန်တော်တို့အားလုံးသိတယ်ဗျာ။ဒါကြောင့်မလို့ Van ရဲ့ Grounding Man ကိုကျွန်တော်ကတော့အရင်ကြီးစိတ်မပူဘူး။ရှင်းရှင်းပြောရရင်ကျွန်တော်တို့ Fighter လေးကိုဒီပွဲတွေယုံကြည်မိနေတာအမှန်ပါပဲ။ဘာကြောင့်လဲဆိုတော့ Van ရဲ့လက်ရှိမျက်နှာကိုကြည့်ရတာတအားကိုဖိအားတွေကင်းစင်နေပါလေ။ပုံမှန်ဆိုဗျာ Fighter ချို့က အကဲခက်ခဲတဲ့ပွဲတွေနဲ့ထိုးရမယ်ဆိုရင်သူတို့မျက်လုံးထဲမှာကြောက်စိတ်တွေကိုကျွန်တော်တို့ကမြင်ရတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ချင်းဖိုက်တယ်လေဒီလိုမျိုးတွေမတွေ့ရဘူးပော့ပော့ပါပါနေပဲဒီတိုင်းပဲပွဲထိုးမယ်ဒီလိုမျိုးပဲသူကသတ်မှတ်ထားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒါကြောင့်မလို့ဒီဟာကလည်းပွဲပေါ်မှာနည်းနည်းလေးတော့ကြိုးတရားမှုရှိမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ကျွန်တော်ရဲ့ထင်မြင်မှုစကြက်ပရိသတ်တွေကတော့ဘယ်လိုမြင်လဲဆိုတာတော့ကျွန်တော်တတ်အပ်မပြောတတ်ဘူးဒါကကျွန်တော်မြင်တဲ့အပိုင်းလေးကိုပရိသတ်တွေစီကိုဆွဲထုတ်တင်ပြပေးတာ Joshua Van ကအကောင်းဆုံးပြင်ဆင်ပြီးပြီ ပန်ဒိုဂျာကလည်းအကောင်းဆုံးပြင်ဆင်ပြီးပြီဒါကြောင့်ကွင်းထဲရောက်ရင် အမှားအနည်းဆုံးနဲ့ 5IG ကောင်းကောင်းနဲ့ပွဲကိုထိမ်းပြီးကစားတက်တဲ့ဖိုင်တာကစားသွားမယ်ပွဲလို့ပဲကျွန်တော်ကပြောချင်ပါတယ်ကျင်းနေထားရတော့ပန်ဒိုဂျာကအထက်ကြီးပေါက်နေတယ်ကျွန်တော်တို့ချင်းဖိုင်တာလေးက3 point ကျော်ကျော်နဲ့အောက်ကြီးပေါက်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ပွဲနီးလာရင်တော့ဒီကျင်းနေထားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နောက်တစ်ခေါက်ထပ်မှန်ပြီးသုံးသပ်ပေးပါဦးမယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ ချန်ပီယံပန်ဒိုဂျာကိုသုံးချီနဲ့အမှောက်သိပ်ပြမယ်လို့ကြုံးသွားလိုက်တဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးဂျော်ရှာဘိုင်အကြောင်းကိုပရိသတ်တွေစီလိုင်းအောင်မြောက်ဝေးပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုသပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Logo ကိုချိန်တက်တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြတ်တိုက်ခိုင်နေပါတယ်ခင်ဗျာ။ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။